မလုံးမင်္ဂလာပါရှင်။ကျွန်မဆင်းနေပေးနေတာလေးဟာမှတ်ဉာဏ်မှတ်သားပုံနီလန်းလေးတွေဖြစ်ပါတယ်။လူနီလန်းလေးတွေနဲ့မှတ်ဉာဏ်တွေမှတ်သားကြမလို့အတူကောက်စလုံးလေးတွေထွက်ထုတ်ပြီးတော့မှတ်သားမလား။ Quintess note လေးတွေရေးပြီးတော့ပဲမှတ်သားမလား။ဒါမှမဟုတ်ရင် Lucy မသက်နဲ့ပဲမှတ်သားမလားပေါ့နော်။အဲအဲ့နောက်တစ်ခါတချင်းကြပြာတွေနဲ့မှတ်သားမလား။ဒါမှမဟုတ်ရင် Association ပေါ့နော်။အဲ့လိုမျိုးမသက်တွေနဲ့မှတ်သားမလား။နောက်တစ်ခါ Visualization ဆိုတဲ့ပေါ့နော်။ဒါ သူ့ရဲ့ဒါအာယုံကိုတုံးပြီးတော့ပေါ့နော်ဒီအမြင်အကောက်နဲ့သူကဒီလိုမျိုး visualization မှတ်သားပုံနေနေမှတ်သားမလားပေါ့အဲ့လိုမျိုးမိမိနဲ့လျော်ညီတဲ့မိမိရဲ့ဒါတင်ပေးနေတဲ့ကလေးတွေနဲ့တင့်လျော်မဲ့မှတ်သားပုံနီလန်းလေးတွေကိုတုံးပြီးတော့ပေါ့နော်သူ့ရဲ့အကြောင်းအရာနဲ့လည်းပို့ပြီးတော့ဆိုင်နေ အဲဒီမှတ်သားပုံနီးလန်းနေကိုအသုံးပြုတဲ့အခါမှာလည်းပေါ့နော်တက်ဆိုင်တဲ့အကြောင်းအရာစီလျော်မဲ့အကြောင်းအရာတွေကိုဒီလိုက်လိုက်လျောညီတွေရှိမယ်မှတ်သားပုံနီးလန်းနေကိုသုံးပြီးတော့မှတ်သားကြတဲ့အခါမှာပို့ပြီးတော့မှတ်မိစွာတွေကိုကောင်းရရရှိစေတယ်အဲ့ဒါကိုယနေ့မှလည်းပဲဆက်လဲပြီးတော့ကျမတို့ပေါ့နော်ဒါနမူနာလေးတွေနဲ့ဆက်လဲပြီးတော့ဒါရှင်းလင်းပေးသွားဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဒီထဲမှာဆိုရင်ဒီမှာဆိုစလုံးနေအများကြီးကိုလုံးရှိရပေါ့နော် အဲဆယ်နှလုံးရှိရဲ့အဲ့ဆယ်နှလုံးရှိရဲ့ခါမှာဒီဆယ်နှလုံးကိုဆယ်စက္ကန့်အတွင်းမှာဘလောက်မှမိတဲ့ုံဆိုတာကိုဗျာကိုယ့်ကိုယ်ကိုစမ်းသပ်ကြည့်လို့ရတယ်စမ်းသပ်ကြည့်လို့ရတယ်ဘလောက်မှမိနေဘလောက်မှမိလိုက်မလို့ပေါ့ဒါလေးကိုပြလိုက်တယ်ပြန်ပြီးတော့ဒါပြန်စဉ်းစားကြည့်မယ်ပြန်စဉ်းစားကြည့်မယ်မိမိရဲ့မှတ်ဉာဏ်ထဲမှာဘလောက်မှမိသွားမလို့ပေါ့နော်အဲ့လိုမျိုးတွေတောင်ရကြည့်တဲ့အခါမှာ ဒီလိုမျိုးအများကြီးတစ်ခုချင်းစီဟာအเจ้าရတမျိုးစီနဲ့ပြန်ကျင်းနေတယ်။ဒါမျိုးကိုမှတ်သားဖို့ဆိုတာအင်မတန်လဲခဲရင်မယ်မှတ်မိဖို့လည်းမလွယ်ကူဘူးပေါ့နော်။အဲဒါမျိုးကိုကိုကိုယ်တိုင်လက်တွေ့ကြည့်လေ့ကျင့်ကြည့်လို့ရှိရင်ပို့ပြီးတော့ဒါဒါလက်တွေ့နဲ့ပေါင်းစလိုက်တာပို့ပြီးတော့ကောင်းမွန်တဲ့အเจ้าရတစ်ခုကိုရရှိလာစေမှာ ဖြစ်ပါတယ်ရှင်။အဲနောက်ပြီးတော့ကနန်းနေဒီမှာရေးထားတယ်။ဒီကနန်းတွေကိုအဲ့လိုပဲရေးထားတာကိုမင်းမြတ် ကြည့်ဆက်ဆက်ကကြည့်လိုက်မယ်ပြီးရင် ပြန်ပြီးတော့ဒါကိုပြန်စဉ်းစားကြည့်မယ်ဘလောက်မှတ်မိသွားတော့ပတ်မိဖို့ခဲရင်ပါလေဘာလို့လို့ဆိုရင်သူ့မှာအဆက်အဆက်တွေအခြေအဆက်တွေမရှိဘူးဒါကြောင့်မှတ်မိဖို့ခဲရင်နဲ့ပတ်မိရင်လည်းရေတို့လေးပဲဒါစက္ကန့်ပိုင်းလောက်လေးပဲမှတ်မိနိုင်ပါပါအကုန်လုံးကတော့တည်ကြတယ်မှတ်မိဘူးဒီထက်ကနှစ်ခုသုံးခုတဲ့သုံးခုတဲ့ပို့ပြီးတော့ပတ်မိဖို့မလွယ်ကူပါဘူးရှင်အဲ့ဒါတွေကိုကျမတို့ဒီဒီမှာဒီမှာဆိုရင် visualization တို့ graphic organizer တို့နည်းတွေနဲ့ပုံတွေနဲ့ပုံတွေပြမှတ်သားကြမယ်ဒါဆိုရင်ရေးထားတဲ့စာတွေအများကြီးကိုဒီလိုမျိုးပုံလေးတွေနဲ့မှတ်သားလိုက်တဲ့အခါမှာပို့ပြီးတော့မှတ်မိစေတဲ့စွမ်းအားကိုရရှိစေတယ်ဒီမှာဆိုရင်ဒါ life cycle လေးပေါ့နော်ဒီ life cycle လေးကိုစာအနေနဲ့မှတ်နေမယ်ဆိုလို့ရှိရင်ဟိုတော်တော်နဲ့မှတ်မိမှာပေါ့ဒီလိုမျိုးပုံလေးဆွဲပြီးတော့မှတ်မိလိုက်မှတ်မိစေခြင်းအဖြစ် မိမိရဲ့မှတ်ဉာဏ်ထဲမှာပို့ပြီးတော့အားကောင်းစေတာမယ်နောက်တစ်ခါဒီက life cycle ပုံလေးကိုကြည့်ပြီးတော့စာသားတွေကိုပြန်ပြီးတော့မိမိရဲ့မှတ်ဉာဏ်ထဲမှာစကလုံးနေနဲ့ပြန်ပြီးတော့ထုတ်ပြီးတော့ဒါ working memory ကနေပြီးတော့အလုပ်လုပ်လို့ရတယ်ပေါ့နော်အဲဒီမှာဆိုလဲလိပ်ပြာလေးရဲ့ life cycle လေးကိုဒါနမူနာကျမပေးထားခြင်းပါဒီလိုမျိုး life cycle လေးတွေကိုပုံလေးတွေနဲ့မှတ်သားလိုက်တဲ့အခါမှာပို့ပြီးတော့မှတ်ဉာဏ်ကပို့ပြီးတော့မှတ်မိစေတဲ့အားကိုရရှိစေပါရဲ့ ဒီမှာလဲငားရဲ့သူ့ရဲ့ဒါတိဆောက်ပုံလေးကိုဒါပုံလေးနဲ့မှတ်သားလိုက်တာပါအဲ့လိုပဲ graphic organizer အနေနဲ့လဲပုံလေးတွေနဲ့ချိတ်ဆက်ပြီးတော့ပေါ့နော်ဒါသူ့ရဲ့တက်ဆိုင်ရာလိုက်ပေါ့ crack လေးတွေပဲရေးဆွဲတာပဲဖြစ်ဖြစ်ပုံလေးတွေနဲ့တစ်ခုနဲ့တစ်ခုချိတ်ပြီးတော့မှတ်သားစေတာအကြောင်းအရာလေးတစ်ခုချင်းစီကိုပေါ့နော်ဒါမျိုးတွေကလဲဒီမညံမှတ်သားပုံနီးလဲနေတယ်မှာပို့ပြီးတော့ဒါအားကောင်းစေတာပါဒါပုံအနေနဲ့မှတ်သားခြင်းပေါ့နော် visualization graphic organizer အနေနဲ့မှတ်သားလို့ရှိရင်ပို့ပြီးတော့အားကောင်းတယ်ဒါတကပါဝါ visual learning တွေကိုပို့ပြီးတော့အားကောင်းစေနိုင်မှုအတွက်ဒီလိုမျိုး ပုံလေးတွေနဲ့မှတ်သားခြင်းဟာမှတ်သားမှုဆွဲမှတ်မိမှုဆွဲရည်ကိုပိုတိုးတက်စေပါတယ်ဆိုတာလေးကိုဒါပထမဦးဆုံးဆွေးနွေးပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ချိတ်ဆက်မှတ်သားခြင်း association ဒီမှာဆိုလို့ရှိရင် GREY GREY ဒါမိကိုရောင်အတူတူပဲမိကိုရောင်လို့ပဲအဓိပ္ပာယ်ရရဲ့ဒီဟာလေးကိုဟိုဒီအလွတ်တလူကြီးမှတ်နေမယ်ဆိုရင်ဟိုဘာဘဲဘဲဘဲဘာဘဲဘာသာစကားရဲ့အတုံးလုံးလုံးဆိုတာကိုမှတ်မိဖို့ခဲရင်လေအဲ့ဒါကိုဘယ်လိုမှတ်လိုက်မလို့ဆိုရင် association method ကို သုံးပြီးတော့ချိတ်ဆက်မှတ်သားလိုက်မယ်ဟိုအလံလေးတွေနဲ့ဒါအမေရိကန်လန်ရင်နဲ့လေးနဲ့ GIY နဲ့တွဲလဲ order အမေရိကန်နိုင်ငံအမေရိကန်အတုံးလုံးမှလားအင်္ဂလန်နိုင်ငံရဲ့အလံလေးနဲ့အဓိက ဒီစာသားလေးနဲ့တွဲပြီးမှတ်သားလိုက်တဲ့အခါမှာ order ကတော့အဒါပိဋိရှအတုံးလုံးမှလားဆိုတဲ့အတုံးလုံးလေးတွေကိုပို့ပြီးတော့မှတ်မိသွားစီတယ်။ဒါကြောင့်ဒီ association method ကတစ်ခုနဲ့တစ်ခု link ချိတ်ဆက်ပြီးတော့မှတ်သားခြင်းဟာမှတ်ဉာဏ်ထဲမှာ ပို့ပြီးတော့မှတ်မိစေတယ်၊ရှင်းလင်းစေတယ်ဆိုတာကိုသိရှိလာစေပါရဲ့။ဒီက GIEY နဲ့ GIAY ကိုတကယ်တမ်းပုံနဲ့မချိတ်ဆက်ဖဲနဲ့မှတ်သားမယ်ဆိုရင် လွဲသွားနိုင်ပါတယ်အဲ့လိုမျိုးပဲ ਨੇ ကိုစားပြုတဲ့နိုင်ငံရဲ့အလံလေး ਨੇ ပေါ့နော်မိမိရဲ့မှတ်ဉာဏ်ထဲမှာချိတ်ဆက်ပြီးမှတ်သားလိုက်တဲ့ကအိုးထုတ်ပြီးဒီအဂျီအိုင်ဆိုတာတော့ဒါအမေရိကန်ရဲ့အသုံးနှုန်း GIY ရောတော့ British ရဲ့အသုံးနှုန်းဆိုတာလေးကိုသိရှိသွားစေပါနဲ့။အဲအဲ့လိုနည်းတွေနဲ့ပေါ့နော် Association မသက်တင်နေလေမှတ်သားလို့ရှိရင်ကောင်းစင်ပြေစေတယ်ပို့ပြီးတော့မှတ်မိစေတယ်ဆိုတာလေးကိုစင်နေပေးခြင်းဖြစ်ပါတယ်ရှင်။နောက်ပြီးတော့ ဒီမှာဆိုလို့ရှိရင်ကလေးလေးတွေကမှတ်သူတို့ရဲ့ချိတ်ဆက်မှတ်သားတာပေါ့နော်ဇပင်ရဲ့အယောင်လေးတွေဇပင်ရဲ့ပုံတံတန်းနောက်တခါအဖွားကနေပြီးတော့ပြုတ်မှုတဲ့အခါမှာဒီပြုတ်မှုတဲ့အကြောင်းအရာလေးပေါ်မှာမူတည်ပြီးတော့သူတို့တွေရဲ့ပေါ့နော်မျက်ညံထဲမှာဒီအဖွားလာလို့ရှိရင်သူ့ကိုဒီမုံလေးကျွေးမှာပဲအဲ့ဒီမှာလဲမုံလေးနဲ့တူတဲ့ဒီအဖွားကျွေးတဲ့မုံလေးနဲ့တံတန်းတူတဲ့ဒီကဟိုပန်းအိုးလေးပေါ့နော်ပန်းဒီပန်းပင်ရဲ့ အနေထားလေးပုံတံလေးတွေဒီက biology နဲ့ဆိုင်မယ်ဒါမျိုးလေးတွေကိုသူကနေပြီးတော့အဖွားရဲ့သူ့ဘောထားတဲ့မြစ်တာသူ့ဘောဂယူဆိုင်တဲ့အကြောင်းအရာလေးတွေနဲ့ချိတ်ဆက်ပြီးတော့မိမိရဲ့သင်ခန်းစာရင်းနဲ့မလုပ်တာလို့ဆိုရင်မှတ်မိစေတာပါဒါကြောင့်အဆိုရှင်ရှင်းမတ်တက်ကလည်းပို့ပြီးတော့မှတ်မိစာကို ကောင်းစေပါလိမ့်ရှင်နောက်တစ်ခုကကြတော့ outstanding method ထူးခြားတဲ့အရာတွေကိုမှတ်မိစေခြင်းနဲ့ ီထဲမှာဆိုရင်တော့ကျွန်မနမူနာပြထားတာ ပုပ်ပားတောင်ပေါ့နော်ဒီပုပ်ပားကိုသွားပြီးလဲသွားတဲ့အခါမှာတောင်ကသူ့တောင်ကြီးအောင်ထူးခြားတာကိုမြင်မမဆောက်နေတယ်အဲ့ဒီတောင်ပေါ်တက်ရတဲ့လေကတိကလေးတွေကလည်းကျင်းမြောင်းပြီးတော့ပေါ့နော်တန်လေကတိကလေးတွေနဲ့ဟိုတက်ရတဲ့အခါမှာဒီကအเจ้าရအောင်မြင်လိုက်တဲ့အခါမှာအဲ့ဒီအခြေဒီလိုမျိုးပုံလေးတစ်ပုံကိုမြင်လိုက်တဲ့အခါမှာအဲ့ဒီနေရာကိုသွားတော့ကခံစားခဲ့ရတဲ့ ခန်းစားချက်ကလေးတွေတွေ့ကြုံရတဲ့တွေ့ကြုံနေအဲ့ဒီမှာမြောက်တွေအများကြီးရှိတယ်မြောက်တွေကဒါသူတို့စားလို့တဲ့ငပြောသီးကိုတောင်းနေနောက်တကလူတွေရဲ့လက်ထဲမှာရှိတဲ့အုတ်ထုပ်တို့ဒါလက်ဆွဲကလေးတွေကိုသူကလုပြီးတော့ကစားရတဲ့နောက်တကအဲ့တောင်ပေါ်ရောက်သွားတဲ့အခါမှာဟိုဘာကိုသွားတွေ့တော့ဆိုလီယတာကိုအမြင့်မိုင်းဆိုတော့လေလီယတာကိုတာပြီးတော့လီရတူးနဲ့တိုင်နေ အဲဘယ်နေရာဘာလို့သွားကျွားလို့မှတ်မိစေလို့ဆိုတော့အဲ့ဒီအပေါ်ကိုတက်သွားတော့အပေါ်ကိုတက်ဖို့အတွက်ကကြိုးစားပြီးတက်ရတယ်။ခရီးရဲ့ပင်မမှုကြောင့်ဒါနွမ်းနေနေတဲ့အချိန်မှာဒီတောင်ပေါ်ကိုရောက်သွားတဲ့အခါမှာလေရဲ့တကယ်ကိုตายရတဲ့အတွေ့အထိကိုတွေ့ချီခွင့်ရတဲ့အတွက်စိတ်ရဲ့အေးချမ်းตายရမှုကိုရရှိသွားစေတယ်ဆိုတဲ့အကြောင်းအရာ အများကြီးကိုဘာဖြစ်သွားစေတုံးဆိုရင်ဒီကအရာလေးထူရတဲ့အရာလေးတွေကိုမှတ်မိစေခြင်းအဖြစ်လဲဒါမိမိရဲ့အမှတ်ဉာဏ်ထဲမှာဘာဖြစ်စေတုံးလဲပို့ပြီးတော့ဆွဲမြဲတဲ့အသည့်တွေကိုရရှိစေဒီနေရာလေးကထူးခြားမှုရှိနေတာဟုတ်အဲ့နေရာလေးမှာပို့ပြီးအောက်ဆုံးချက်ကဒီပုပ်ပါတောင်ကပို့ပြီးတော့တခြားတောင်တွေနဲ့မတူတခြားနေရာတွေနဲ့မတူပို့ပြီးတော့မြင့်မနေမြင်မမဆောက်တယ်တဲ့ရတဲ့နေရာကလည်းတန်လီကားလေးနဲ့ကျင်းမြောင်းနေ အပေါ်ရောက်သွားတဲ့အခါမှာတကယ်ကိုตายရတဲ့ရှုခင်းနေနဲ့တန်ရှင်းလက်ဆက်တဲ့ဒီလေးတို့ရဲ့ယနံ့ကိုရရှိတဲ့အခါမှာစိတ်ရဲ့အုံနောက်ရဲ့ကြည်လင်မှုတန်ရှင်းမှုပေါ့နော်ခံစားမှုရတဲ့ရလက်တွေကိုရရှိစေတယ်ဆိုတော့အကြောင်းအရာတွေဟာမိမိရဲ့အတွေ့အထိမှာပြန်ပြီးတော့ပေါ်လာစေတယ်အဲ့လိုပါပဲမိမိမှတ်သားရမယ့်အကြောင်းအရာတွေကိုလည်းဒီလိုမျိုးထူးခြားတဲ့အကြောင်းအရာလေးတွေကိုဆွဲထုတ်ပြီးတော့မှတ်သားစေခြင်းဟာ မှတ်မိစေခြင်းစွမ်းအားကိုပို့ပြီးတော့ကောင်းစေပါရဲ့ရှင်။နောက်ပြီးတော့ကျမတို့တခြင်းကြပြာရေးစီချက်တွေနဲ့မှတ်သားခြင်းအဲ့ဒါလည်းပို့ပြီးတော့ဗာပြည့်စုံဆိုရင်ဒီကငယ်ရွယ်တဲ့ကလေးတွေကပို့ပြီးတော့သဘောကျတယ်နှစ်သက်တယ်။အဲမိမိရဲ့သင်ခန်းစာတွေကိုဒီတခြင်းကြပြာတွေနဲ့ချိတ်ဆက်ပြီးတော့မှတ်သားစေမယ်ဆိုရင်ဒါမှတ်မိဆွေးမြေ့မှုအားကောင်းသွားစေမယ်။ကျမတို့ငယ်ငယ်ရ ဒီကလရီနဲ့ရက်နဲ့ကိုတွဲပြီးတော့မှတ်မိဖို့ဆိုဒီတိုင်းဒါဇန်နဝါရီကျေဇန်နဝါရီလဟာ31ရက်ရှိပါသည်အဲအဲ့လိုမျိုးတွေဒါတခုချင်းစီကိုဒါသွားနေမယ်ဆိုရင်တေးကြတယ်မေ့မှာအဲ့အလေးကိုကြ བྱ ာလေးနဲ့မှတ်လိုက်တယ်ရ30မှာစက်တင်ဘာ AB June နှစ်နိုဝင်ဘာကြံတော်လာမြ31ဖေဖော်ဝါရီ28 ရတဲ့နှစ်မှာတရက်တို့ဖေဖော်ဝါရီ29ဆိုဟောသူ့ရဲ့အချက်ကြပြလေးနဲ့မှတ်လိုက်တော့ဘယ်နေရာပဲသွားသွားဒီကအကြောင်းအရာတွေဒီကဟိုရက်ဆွဲတွေရက်နဲ့လတွေရဲ့ဆက်သွယ်ချိတ်ဆက်ချက်တွေကိုဘယ်နေရာပဲသွားသွားဂူချိန်တိအလွတ်ရမှတ်မိသွားစေတယ်အဲ့လိုပါပဲဒီလိုမျိုးတချင်းတွေကြပြတွေစီးချက်တွေနဲ့မှတ်သားခြင်းဟာလေပို့ပြီးတော့မှတ်မိစွာဟိုကောင်းတယ်နောက်တစ်ခါကလေးတွေငယ်ရွယ်သူတွေကပို့ပြီးတော့စိတ်ဝင်စားတယ် တချို့ဆိုရင်သင်ခန်းစာလေးတွေကိုပေါ့နော်ဒါ point လေးတွေရွေးထုတ်ပြီးတော့တို့အတွက်တကယ်အမှန်တကယ်ရေးကြည့်တဲ့လိုအပ်တဲ့အချက်ကလေးတွေကိုဆွတ်ထုတ်ပြီးတော့တချင်းကဗျာလေးတွေလည်းမှတ်သားစေခြင်းတွေကိုဆောင်ရွက်ကြပါတယ်အဲ့လိုပဲဆောင်ရွက်ပြီးလို့ရှိရင်ပို့ပြီးတော့အားကောင်းတဲ့မှတ်မိစွမ်းအားတွေရရှိလာမယ်တက်ကြွတဲ့တည်ယူမှုတွေကိုရရှိလာမယ်ပို့ပြီးတော့ဒါသူတို့တွေရဲ့ပါဝင်လိုမှုတွေတည်ယူလိုမှုတွေဒါလေ့လာလိုမှုတွေအားကောင်းတဲ့ အခြေအနေတွေကိုကြားရှိလာစေမှာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကကြတော့ကျွန်တော်တို့အယောင်တွေနဲ့မှတ်သားတယ်ခါလာဒီအယောင်တွေနဲ့မှတ်သားတဲ့အခါမှာဒီအယောင်လေးတွေနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်ဒါဆိုလို့ရှိရင်သူဒီအသီးလေးတွေအသီးအနှံတွေပဲဖြစ်ဖြစ်ပေါ့နော်သူအယောင်ရဲ့ဒီစလုံးတွေကိုမှတ်မိဖို့အတွက်ပေါ့နော်ဟိုဒီလေ့ကျင့်တဲ့အခါမှာအဲဒီ အာရီဒီရက်လို့ပြောနေပြီးတော့ဗဇက်ကရင် ပြောပြီးတော့သူ့ကိုမှတ်သားစေခိုင်းနေတာမှတ်သားစေတာတဲ့ကျမတို့သူ့ကိုအယောင်လေးနဲ့ပါမျိုးလုံးရဲ့အမြင်အာယုံကို သူ့ရဲ့ဒီကအချားအာယုံကိုနှုတ်ကရောပြောပြီးတော့လေ့ကျင့်တဲ့အခါမှာပို့ပြီးတော့မှတ်မိသွားတယ်သူအယောင်ကိုလည်းတွဲပြီးတော့နားလည်သွားတယ်အဲ့လိုပါပဲဒီလိုမျိုးမှတ်သားစေတဲ့အခါမှာအယောင်လေးရင်းနဲ့တွဲပြီးတော့မှတ်သားစေခြင်းဟာပို့ပြီးတော့မှတ်ညာအားကောင်းစေတယ်နောက်ပြီးတော့ကျမတို့ဒီမှာဆိုရင် ဒီကနန်းလေးတွေပေါ့နော်ကနန်းလေးတွေကိုသူတို့အရောင်လေးနဲ့မှတ်သားစေတာအဲဒီကဒီခုကနန်းလေးတွေကတော့ဒါဘာရောင်လေးပေါ့အဲနောက်တစ်ခုဆယ်ကနန်းကတော့ဘာရောင်လေးတွေရှိမယ်ရာကနန်းကတော့အဲ့လိုပဲအရောင်လေးတွေနဲ့အဲဒီလိုမျိုးအရောင်လေးတွေနဲ့သူတို့ရဲ့စိတ်ထဲမှာတွဲပြီးတော့မှတ်ခိုင်းလိုက်တဲ့အခါမှာ ဒီ ох ဒီလိုမျိုးဒီခဏန်းတွေကိုမှတ်သားရတဲ့နေရာတွေပေါ့နော်ခဏန်းတွေနေရာတွေခုနေရာဆယ်နေရာထောင်နေရာတောင်းနေရာသိန်းနေရာအဲ့လိုမျိုးနေရာတွေကိုလည်းသူတို့ပူပြီးတော့ဘာဖြစ်သွားမလဲမှတ်မိအားကောင်းသွားမယ်ပူပြီးတော့မှတ်မိလာစေမယ်ဒါကြောင့်ကျမတို့ဒီမှတ်ဉဏ်ကိုပေါ့နော်အားကောင်းစေဖို့အတွက်ပေါ့နော်လှုပ်ဆောင်တဲ့နီးလန်းနေရာလည်းအမျိုးမျိုးရှိတယ်အဲ့နီးလန်းအမျိုးမျိုးတွေကိုလည်းပဲဒါလက်တွေ့တွေနဲ့ချိတ်ဆက်ပြီးတော့ ဒါဆောင်ရွက်ပြီးဆောင်ရွက်ကြမယ်လေ့ကျင့်ကြမယ်ဆိုရင်ဒါမှိတ်ခုနပေါ့နော်ကျွန်မဆွေးနွေးနေတယ်မှတ်ဉာဏ်အပိုင်းနေရ forgetting နေပေါ့နော်တကယ်မေးလျော့မှုတွေအားနည်းသွားပြီးတော့ဒီမှတ်မိမှုတွေမှတ်မိစွာတွေပိုကောင်းလာစေမှာဖြစ်ပါရဲ့အဲ့တော့ကြတော့မှတ်ဉာဏ်ကိုမှတ်သားဖို့နီးလန်းနေမှာလဲနီးလန်းနေမျိုးမျိုးရှိတယ်အဲ့နီးလန်းနေမျိုးမျိုးကိုဒါစီလျော့ရအောင်ထိတ်ဆက်ပြီးတော့သုံးသုံးပြုမယ်ဆိုလို့ရှိရင် အားကောင်းတဲ့မှညံစွမ်းအားတွေနဲ့နော်ပတ်မိမှုတွေပို့ပြီးတော့အားကောင်းလာချိန်မှာဖြစ်ပါတယ်လို့ကျမအနေနဲ့ဆွေးနွေးရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ပြန်ပြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်